အားလုံးမင်္ဂလာပါဆရာကိုစန်းဝမ်းပါဆရာကိုစန်းဝမ်းဒီဗီဒီယိုလေးမှာအာပြန်လည်ပြီးတော့မှရှင်းပြခြင်းတဲ့အကြောင်းအရာလေးတစ်ခုကိုဗီဒီယိုလေးနဲ့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဆရာစန်းဝမ်း၁၈ရက်နေ့ကဟော့ကင်းလေးတစ်ခုတင်ပေးခဲ့ပါတယ်အဲ့ဒီဟော့ကင်းလေးနဲ့ပတ်သက်ပြီးတော့မှဆရာကိုစန်းဝမ်းဒီဟော့ကင်းလေးမှာရန်ကုန်မြို့လို့လုံးဝမပါပါဘူးရန်ကုန်မြို့နဲ့တကွပဲခူးမြို့ရန်ကုန်မြို့ ရန်ကုန်ရန်ကုန်မြို့နေပြည်သူလူထုအထူးတတိထားဖို့ဆိုတဲ့စကားမပါပါဘူးနော်ဟော့ကင်းလေးကိုတေချာလေးပြန်ကြည့်ပါအဲ့တော့ဆရာကိုဆန်းဝမ်းဟော့ကင်းဟော့ပေးတဲ့ဗီဒီယိုအကြောင်းအရာလေးကို မီဒီယာချစ်ရတဲ့ချစ်ကင်လေးစားရတဲ့မီဒီယာညီကောင်မတွေက ပြန်လဲဖြန့်ဝေတင်ပေးတဲ့အတွက်လည်းမီဒီယာညီကောင်မတွေအားလုံးကိုလည်းလေးစားချစ်ကင်ကျေးဇူးတင်နေပါတယ်ဆရာကိုဆန်းဝမ်းကကျေးဇူးအများတင်နေပါတယ်ဒါပေမဲ့ အာမီဒီယာဆိုတာကတော့သိတဲ့အတိုင်းပဲလိုယာကိုဆွဲပြောပြီးတော့မှအာ engagement တက်အောင် follower like များအောင် လုံလုံတက်တာဖြစ်တဲ့အတွက်ပို့ပြီးတော့မှစိတ်ဝင်စားအောင်เนาะစကလုံးနေနဲ့ပံ့ပိုးပြီးတော့မှ AI အသံနေနဲ့တီထွင်ပြီးတော့မှလုံဆောင်လိုက်တာဖြစ်တဲ့အတွက်ဆရာကိုဆိုင်ဝမ်ဟောထားတဲ့အထဲမှာရန်ကုန်မြို့เนาะလူလျှော့ပွဲကြီးဆိုတဲ့ဟာမျိုး မပါပါဘူးเนาะဟောကင်းလေးကိုတေချာလေးပြန်နှားထောင်ပြီးမှအာပြန်ပြောပါเนาะတချို့ကဆရာကိုဆိုင်ဝမ်က စေတနာလေးနဲ့ပြောကြားပေးတယ်ဆရာကိုဆောင်းမရစေတနာလေးနဲ့အာအေးအေးဆေးဆေးလေးနဲ့ထိမ့်ပြီးတော့မှသတိလေးကပ်ဖို့သတိလေးထားဖို့သတိလေးကပ်ဖို့ဆရာကိုဆောင်းမကစေတနာမြတ်တာလေးနဲ့ပြောပေးတယ်ပြောပေးတဲ့အပေါ်မှာတချို့ကကြတော့ဆရာကိုဆောင်းမကိုအာကြိုက်တဲ့သူလည်းရှိတယ်မကြိုက်တဲ့သူလည်းရှိတယ်ထိုးတတ်ကြတယ်ပေါ့နော်အာဘာကြောင့်ဟိုအထိတ်တလန့်ပေါ့နော်ပြည်သူလူထု comment တစ်ခုလည်းတွေ့လိုက်တယ်ပေါ့နော် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေမှုဖြင့်အရေးယူပေးပါရန်ဆိုတော့ amazing ပေါ့နော်အဆို amazing ပေါ့နော်အရန်ကိုအံ့ဩရတယ်ပေါ့နော်ပြည်သူလူထုအထိတ်တလန့်ဖြစ်ဖြစ်အောင်လေခொနည်းသားသမီးကိုပဲဟိုတတိပေးပြောကြားနေတဲ့ဆရာတယောက်ကပြည်သူလူထုအထိတ်တလန့်ဖြစ်ဖြစ်အောင်လုပ်ဆရာအကြောင်းလည်းမရှိဘူးပြည်သူလူထုအထိတ်တလန့်ဖြစ်အောင်လေဟိုနာမည်ကြီးနာမည်ကြီးခြင်းလို့လုပ်လုပ်ဆရာအကြောင်းလည်းမရှိဘူးဒီထက်လည်းနာမည်ကြီးဆရာအကြောင်းလည်းမရှိတော့ဘူး ဟုတ်လားလူကတိနေပြီဒါလူထပ်တိပြအကြောင်းလည်းမရှိတော့ဘူးပေါ့နော်အဲ့တော့ request လေးလုပ်ချင်တာကမေတ္တာမျက်လုံးလေးနဲ့ကြည်ပေးဖို့အထူးလိုအပ်ပါတယ်မေတ္တာမျက်လုံးလေးနဲ့ကြည့်ရှုပေးပါမေတ္တာခံစားချက်ကလေးနဲ့ကြည့်ရှုပေးပါမေတ္တာနားလေးနဲ့ကြည့်ရှုပေးပါရင်ရိုသေလေးစားစွာနဲ့အာပန်ချအပ်ပါတယ်ကျွန်တော်ကိုဆိုင်ဝမ်းရနေနော်မေတ္တာလေးနဲ့ကြည့်ပေးပါအဲ့တော့အာ အိုက်ကွန်မန့်ကလည်းပြန်နေတယ်ပေါ့နော်အိုက်ကွန်မန့်လေးကလည်းဗာလေအာပြည်သူလူထုထိတ်လန့်စေမှုနဲ့အရေးယူပေးပါဆိုတော့အရန်အံ့ဩရတယ်ပေါ့နော်စေတနာမေတ္တာနဲ့ပြောပြတဲ့စကားတစ်လုံးကပြည်သူလူထုထိတ်လန့်စေမှုပဲဖြစ်ဖြစ်ရသေးတယ်ပေါ့နော်ကျွန်တော်ပြောတဲ့အထဲမှာချဲ့ကားပြီး over rating ပြီးတော့ပြောသွားတာလည်းတစ်လုံးမှမပါဘူးခါတိုင်းလိုမျိုးဟိုတအားကိုရုပ်ပြက်ဆင်းပြက်နဲ့ငိုယိုပြီးတော့မှဟိုမြင်မကောင်းရှုပ်မကောင်းကျွန်တော်ကိုကြိလိုက်တာနဲ့အရန် ကိုတည့်ရမလားထိတ်လန့်ပြီးတော့မှ ဟိုလုံးကြပါအောင်ဖြစ်ပြဖြစ်တော့မှလားမသိဘူးလုံးကြပါအောင်ဆိုတဲ့ action ပုံစံမျိုးတွေလည်းကျွန်တော်ပါမနေဘူးကျွန်တော်ပြောသွားတဲ့အထဲမှာဟိုတကဘာလုံးနဲ့ဆိုင်ရာအနေအထားကိုကျွန်တော်ပြောသွားပေးတာအေးအေးဆေးဆေးပဲကျွန်တော်ပြောသွားပေးတာတည်တည်ငြိမ်ငြိမ်ပဲကျွန်တော်ပြောသွားပေးတာပြီးတော့ပြောသွားသောစကလုံးတိုင်းစကလုံးတိုင်းမှာလည်းဆရာကိုဆိုင်ဝမ်တည်တည်ချာချာလေးထိမ့်သိမ့်ပြီးတော့မှကျွန်တော်ပြောသွားတယ်အဲ့ဒီ hogging မတင်ခင်မှာလည်းကျွန်တော်တည်တည်ချာချာလေးကိုအာ စာစီပြီးတော့မှ just day just day နေသွားမှဆိုလို့တော့ဘာပြီးရင်ဘာပြောမယ်ဘာပြီးရင်ဘာပြောမယ်ဘယ်အပိုက်ပြီးရင်ဘာပြောမယ်ဆိုတော့ just day တွေနှုတ်လေးတွေထုတ်ပြီးတော့မှကျွန်တော်မှတ်ထားပြီးတော့မှပြောခဲ့တာဖြစ်ပါတယ်เนาะပြီးတော့စကားလုံးတစ်လုံးချင်းစီတိုင်းကိုလည်းထိမ့်သိမ့်ပြီးတော့မှပြောခဲ့တာဖြစ်ပါတယ်ပြီးတော့ဒါဒီ hawking ဒီအားလုံးအတွက်မဟုတ်တဲ့အကြောင်းเนาะ hawking ကိုအစဆုံးပြန်ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့အောက်မှာလေကျွန်တော်ကတော့ဖြတ်ချပလိုက်ပြီ ကျွန်တော်ရဲ့ post လေးကတော့ဖြတ်ချပလိုက်ပြီအာယုန်နေတာနောက်လာလို့ဖြတ်ချပလိုက်တယ်ပေါ့နော်ဒါပေမဲ့လွှင့်ထားတာကိုသတင်းမီဒီယာကြီးကမှန်မှန်တွေကပြန်လဲတင်တင်ပေးခြင်းဖြင့်အကုန်လုံးပြန်သွားတယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့ point ကလေးကကျွန်တော်ဒီပြည်သူလူထုအထိတ်လန့်စရာထိတ်လန့်အောင်နော်ခြောက်ခြားအပွဲဖြစ်အောင်ကျွန်တော်ဘက်ကလုံဆရာအကြောင်းဘာအကြောင်းမှမရှိဘူးဆိုတော့ကျွန်တော်ပြောပြပေးလိုက်တာပါကျွန်တော်ရဲ့ social media အစစ်အကောင့်ကစိုင်းဝမ်နှလုံးထဲပဲအင်္ဂလိပ်လိုစိုင်းဝမ်နှလုံးထဲပဲကျွန်တော်အကောင့်ကိုတွားကြည့်ကြည့်လိုက် မင်္ဂလာရှိတဲ့အကြောင်းအရာလေးတွေပဲကျွန်တော်တင်တယ် positive ဖြစ်တဲ့အကြောင်းအရာလေးတွေပဲကျွန်တော်တင်တယ်မင်္ဂလာရှိတဲ့အရာလေးတွေနော်အအောင်မြင်ပြီဆိုတဲ့အရာလေးတွေရရာလေးတွေနော်ဂုံတော်ပိဋိပဌာန်းလေးတွေပြီးလို့ရှိရင် money energy နဲ့ပတ်သက်တာလေးတွေစကြဝဠာကျင့်စဉ်နဲ့ပတ်သက်တာလေးတွေဒါလေးတွေပဲကျွန်တော်တင်တာ positive နဲ့ပတ်သက်တာလေးတွေပဲကျွန်တော်တင်တာပြည်သူလူထုထိတ်လန့်စေတော့အဲ့ဒီ comment တစ်ခုကျွန်တော်စာရီလာလာပို့နေကြရပါတော့เนาะ comment တစ်ခုရေးထားတဲ့အတိုင်းပေါ့เนาะပြည်သူလူထုထိတ်လန့်စေမှုဖြင့် တက်ဆိုင်ရာကအေးယူပေးပါရန်ဆိုတော့ကျွန်တော်ပြည်သူလူထုကိုထိတ်လန့်စေရအောင်ထိတ်လန့်အောင်ထိတ်လန့်မှုဖြစ်အောင်လုပ်ရအောင်ပါလေကျွန်တော်အလောက်တိတိနံပါတ်1ချက်ကနလဘိန်းတုံးလည်းမဟုတ်တလို့ကျွန်တော်အလောက်တိတိပညာမဲ့မနေဘူးပြီးတော့ကျွန်တော်အဲ့နေရပြောသွားတဲ့စကားကကျွန်တော်ရှေ့မှာလူတွေအများကြီးရှိနေတဲ့ပုံစံဟောပြောသူတယောက်အနေနဲ့ကြိုတင်ပြင်ဆင်ပြီးတော့မှဒါကိုအအဂျန်နာလို့ခေါ်တာပေါ့နော်ဒီအဂျန်နာကိုပရဇန်နာတွေနားလေတယ်ပရဇန်နာတွေတည်တယ် ဒီစကလုံးဒီပြင်ဆင်မှုကို presenter တွေသဘောပေါက်တယ်ကြိုတင်ပြင်ဆင်ပြီးတော့မှကျွန်တော်ပြောသွားတာအအရင်တော့လိုမျိုးတောင်စင်ရေမင်ရပြောချင်တာတက်ပြောပြီးတော့မှပေါက်ချင်တဲ့ပေါက်ဆိုတဲ့ပုံစံမျိုးကျွန်တော်တွားတာမဟုတ်ဘူးတည်တည်ချာချာအကြံနာနဲ့တည်တည်ချာချာကြစ်ကြစ်လေးလေးကျွန်တော်ရေးထားတယ်မှတ်ထားတယ်ကျွန်တော်ပြောရမယ့်စကလုံးတွေကိုလည်းစီထားတယ်ဘာပြီးရင်ဘာပြောမယ်ဘာပြီးရင်ဘာပြောမယ်ဘယ်အပိုင်မှာဘယ်စကလုံးကိုပြောမယ်ဆိုတာလည်းတေချာစဉ်းစားစီစဉ်ပြီးတော့မှကျွန်တော်ပြောတာပြောတဲ့နေ့တော့လည်းပြန်အားလုံးလည်းပြန်ကြည့်လို့ရတယ်ကျွန်တော်က link ချ ပေးမလို့ကျွန်တော်ရှိမှာတော့ပြတ်သွားပြီပေါ့နော်ဖြတ်ချပလိုက်တာအာယုံနောက်လို့ပေါ့နော်ကျွန်တော်ရဲ့ mobile account ကတော့ဖြတ်ချပလိုက်ပြီဒါပေမဲ့တရိန်မီဒီယာညီကောင်မနှမတွေကတော့အကုန်လုံးပြန်တင်နေကြတဲ့အတွက်အရန် hot ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကကျွန်တော်ရဲ့စေတနာက9ရက်သားသမီးအဲတကဘာလုံးကိုကျွန်တော်ကအတွက်ကိုဟောထားပေးတာအဲ့တော့အဲ့နေ့ကလည်းကျွန်တော်ပြောသွားတယ်ကြိုက်တဲ့လူလည်းပါမှာပဲမကြိုက်တဲ့လူလည်းပါမှာပဲလက်ခံတဲ့သူလည်းပါမှာပဲလက်မခံတဲ့သူလည်းပါမှာပဲလူတိုင်းအတွက်မဟုတ်ဘူးလို့ကျွန်တော်စကားခံပါတယ် အဲ့ဗီဒီယိုထဲမှာအဲ့ like ထဲမှာလူတိုင်းအတွက်မဟုတ်ပါဘူးဆိုတော့ကျွန်တော်စကားခံပြီးတော့မှပြောကြားပေးထားပါတယ်เนาะဒါကြောင့်မို့လို့အော်အဓိကပြောချင်တာကတော့အခုလိုမျိုးအရာရာတိုင်းကဒေါသကုန်မှန်တွေအရန်ကြီးထွားနေတဲ့ကာလမှာမေတ္တာလေးနဲ့ကြည့်ရှုပေးပါမေတ္တာမျက်လုံးလေးနဲ့မေတ္တာနှလုံးသားလေးနဲ့မေတ္တာနားလေးနဲ့ကြည့်ရှုပေးပါရင်ပဲကျွန်တော်ကလူတိုင်းလေးစားစွာနဲ့တောင်းဆိုတာပါကျွန်တော်ဘက်က နော်ကျွန်တော်ဘက်ကပြည်သူလူထုထိတ်လန့်စေမှုတို့ဟုတ်လားပြည်သူလူထုခြောက်ချားစေမှုတို့အော်ဖရားဖရားဖရားကျွန်တော်မှ900တာသမီကိုချစ်လို့ပဲဟုတ်လားဟောဘေးရင်ဆရာတယောက်အနေနဲ့900တာသမီကိုချစ်လို့ပဲ900တာသမီပြည်သူလူထုရဲ့အနော်အိုက်အိုက်ကွန်မန့်ပြောသလိုမျိုးပြည်သူလူထုရဲ့အကျိုးလိုလားလို့ပဲကျွန်တော်ကနော်ကိုထမင်းကိုစားကိုရေကိုတောက်ကိုလုတ်ကိုလုတ်ပြီးတော့မှဘယ်သူမှကိုလာထောက်ပံ့ကျွေးမွေးနေတဲ့မဟုတ်တဲ့အတိုင်းအတာတစ်ခုမှကျွန်တော်ပြောပြခဲ့တာမဟုတ်ပါလားဟုတ်လားကျွန်တော်ပြောတဲ့အထဲမှာလည်း ဟို over တွေတင်းပြီးတော့မှ action နေနဲ့အရင်တော့ပုံစံမျိုးกว่าကျွန်တော်နားမလည်သေးခင်ပုံစံဟလာငိုယိုပြီးတော့မှပြူပြဲပြီးတော့မှကျွန်တော်ပြောတာလည်းမဟုတ်ဘူးအဲ့ဒီ like ကိုပြန်ကြည့်လို့ရပါတယ်သတင်းမီဒီယာတွေတင်နေတဲ့ like ကိုအမ်မိတ်ဆွေတို့ပြန်ကြည့်လို့ရပါတယ်ကျွန်တော်ပြောတော့တာအေးအေးစစ်စစ်စကလုံးတိုင်းကိုအေးအေးစစ်စစ်တည်တည်ငြိမ်ငြိမ်လေးနဲ့ပဲကျွန်တော်ပြောသွားတာပြီးတော့မြန်မာနိုင်ငံတစ်ခုတည်းအတွက်လည်းမဟုတ်ဘူးတကမ္ဘာလုံးစာအတွက်ကိုအာပရိရိဖြန်းထားဖို့အကြောင်းတက်တီးလေးတွေလှူထားဖို့အကြောင်းဒါပေါ့ပေါ့ပါပါပဲကျွန်တော်ပြောသွားတာလीဘာမှဟို သိတယ်မလားဟိုမီဒီယာညီကောင်မောင်နှမတွေကတော့ဒါသူတို့ရဲ့မီဒီယာပေါက်ဖို့အတွက်သူတို့ရဲ့ဆိုရှယ်မီဒီယာတွေပေါက်ဖို့အတွက်သူတို့ရဲ့ page တွေပေါက်ဖို့အတွက်သူတို့ရဲ့ page တွေ engagement တက်ဖို့အတွက်သတင်းမီဒီယာဆိုတာထုံးစံပဲလေဒါအောင်နားလည်ရမှာလေဟုတ်တယ်မလားဟိုပို့ပြီးတော့မှလူကြည့်များအောင်ချဲ့ကားပြီးတော့မှတင်မှာပေါ့ကျွန်တော်ရဲ့မူရင်းဗီဒီယိုဖိုင်ကတော့ကျွန်တော်အဲ့ရန်ကုန်နဲ့ပတ်သက်တာလဲတလုံးမှမပါဘူးကျွန်တော်အာယုံမှာလဲဘာမှမမြင်ရအောင် နော်အဲ့ဒါလေးကိုတော့ပြောပြောပြခြင်းတယ်ပေါ့နော်အခုကဟိုတော်တော်ကြီးကိုတပတ်ဆောင်နေဖြစ်နေကြလို့ပေါ့နော်ဆိုတော့မေတ္တာလေးထားပေးပါဗျာအဓိကပြောချင်တာကတော့လေးနော်အဲ့တော့မေတ္တာလေးထားပေးပါမေတ္တာမျက်လုံးလေးနဲ့ကြည့်ပေးပါเนาะအဲ့တော့ကျွန်တော်ကကျွန်တော်ပြောပြချင်တာလေးကเนาะပြည်သူလူထုထိတ်လန့်စေမှုဖြင့်အေးအေးယူပေးပါဆိုတဲ့စကားကတော်တော်အံ့ဩစရာကောင်းတယ်ပေါ့နော်အဲ့တော့စေတနာနဲ့ပြောပေးတာတော့ပြည်သူလူထုထိတ်လန့်စကားကြီးအကြီးကြီးပဲပေါ့နော်ပြည်သူလူထုထိတ်လန့်စေမှုနဲ့အေးအေးယူပေးပါဆိုတော့ ချစ်လို့တောင်မှဟိုခုနှစ်သားသမီးကိုပြည်သူကိုနိုင်ငံကိုလူမျိုးတွေကိုချစ်လို့တောင်မှဟိုကျွန်တော်တိတဲ့တက်တဲ့ပါရမီလေးနဲ့ကျွန်တော်ပြောကြားပေးတာမဟုတ်ဘူးလားကျွန်တော်ပြောကြားပေးတာမဟုတ်ဘူးလားပြောကြားပြီးတဲ့နောက်ပိုင်းမှာလည်းလက်တွေ့ဖြစ်တာပဲလीเนาะဒါအပေမဲ့အခုပြောချင်တာကဒါအငင်းပွားနေဖို့မှမဟုတ်တာပြီးတော့ဒီကိစ္စပြဿနာတက်စရာလည်းမဟုတ်ဘူးအငင်းမှန်ခြင်းမမှန်ခြင်းမှာအငင်းပွားနေရမယ့်ကိစ္စလည်းမဟုတ်ဘူး။မှားခြင်းမှန်ခြင်းမှာလည်းအငင်းပွားနေရမယ့်ကိစ္စလည်းမဟုတ်ဘူး။ နောက်ခုနမကွန်မန့်တစ်ခုပြောတယ်လို့မျိုးပြည်သူလူထုထိတ်လန့်ခြောက်ခြားစေမှုဆိုတော့ကျွန်တော်ကချိန်ချောင်းနေတာလည်းမဟုတ်ဘူးလိုင်းပေါ်တက်ဆဲနေတာလည်းမဟုတ်ဘူးပေါ့နော်ဘလို့လေးဖြစ်တာလဲလဲလဲကျွန်တော်နားမလည်နိုင်ဘူးပေါ့နော်အဲ့တော့မေတ္တာတရားလေးနဲ့ပဲကြည့်ရှုပေးပါလို့ကျွန်တော်ကပြောဒီဗီဒီယိုလေးမှာပြောပေးခြင်းတယ်မေတ္တာမျက်လုံးလေးနဲ့ကြည့်ပေးပါမေတ္တာနှလုံးသားလေးနဲ့ကြည့်ပေးပါပြီးတော့ဒီဟော့ကင်းကလည်းရန်ကုန်မြို့ဆိုတာကိုတစ်လုံးမှမပါဘူးပြန်ကြည့်ကြည့်မိမိဘပြည်သူမိတ်ဆွေတို့ပြန်ကြည့်ကြည့်အဲ့ဒီ ကျွန်တော်ဟောထားတဲ့ဟော့ကင်းကိုမိတ်ဆွေတို့ပြန်ကြည့်လို့ရတယ်ကျွန်တော်ဟောထားတဲ့ဟော့ကင်းထဲမှာရန်ကုန်မြို့ကြီးဆိုတာတလုံးမှမပါဘူးဒါကတခြားသောညီကိုမီဒီယာညီကိုမောင်နှမတွေကတို့ခုနကျွန်တော်ပြောသလိုမျိုးတို့ရဲ့ page တွေပောက်ဖို့အတွက်တို့ရဲ့ page တွေအောင်မြင်ဖို့အတွက်ချဲ့ကားပြီးတော့မှပြန်တင်ရတာလေကျွန်တော်ဟောထားတဲ့ထဲမှာရန်ကုန်မြို့ကြီးဆိုပြီးတော့မှကျွန်တော်ပြောထားတာတလုံးမှမပါဘူးဒါကျွန်တော်ပြန်လည်းဖြည့်ရှင်းတာနော်အဲဆိုဒီနေ့မိတ်ဆွေတယောက်စာရေးဆရာမိတ်ဆွေတယောက်နာမည်ကြီးစာရေးဆရာမိတ်ဆွေတယောက်ကလည်းနာမည်တော့ထုတ်မပြောတော့ဘူးနာမည်ကြီး စာရေးဆရာမိတ်ဆွေတယောက်ကလည်းကျွန်တော်ကိုလာပြီးတော့မှဟော discuss လာလုပ်တယ်ပေါ့နော် discussion လာလုပ်တယ်ပေါ့ဒါတွေကတကယ်မြင်လာလားပေါ့နော်တကယ်မြင်ရတာလားကျွန်တော်တက်တည်နေချပြလိုက်တယ်လေအကုန်လုံးနော်တကယ်မြင်ရတာလားဒါတွေကတကယ်မြင်လာလားမဖြစ်နိုင်ပါဘူးနဲ့ကျွန်တော်နဲ့လာဆွေးနွေးတယ်ပေါ့နော်နာမည်ကြီးစာရေးဆရာတယောက်ကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းအဆင်မှာမရှိဘူးနော်မိတ်ဆွေအဆင်မှာရှိတယ်နော်မေထုကော်ဖျောမိတ်ဆွေအဆင်အဲ့ဒီစာရေးဆရာနာမည်ကြီးစာရေးဆရာတယောက်က ကျွန်တော်လာဆွေးနွေးတယ်ပေါ့နော်အဲ့ဒီဟာလေးနဲ့ပြအဲ့ဒီ comment ကိုပြပြီးတော့มาပေါ့နော်အပြည်သူလူထု၆ချားစီဘူးဖြစ်ပေါ့နော်အရေးယူပေးပါဆိုတော့ကျွန်တော်၆ချားအောင်ဘာမှလည်းမလုပ်ထားဘူးလीနော်ဘာမှလည်းကျွန်တော်မပြောထားဘူးပြီးတော့ကျွန်တော်ပြောထားတဲ့အထဲမှာရန်ကုန်မြို့ဆိုတာလည်းတလုံးမှမပါအောင်အဲ့လောက်တော့ကျွန်တော်နလဘိန်းတုံးမဟုတ်သေးဘူးဟုတ်လားဟိုပြောတဲ့တော့စကား မပြောတင်တော့စကားနိုင်ငံနဲ့ချီပြီးပြောတင်တော့စကားမပြောတင်တော့စကားဆိုတော့ကျွန်တော်နားလေပါတယ်ခုနပြောလို့ပေါ့เนาะ presentation တင်ဆက်နေတဲ့အကူဒီမတွေဆိုပိုတိလိမ့်မယ်ကျွန်တော်တေချာလေးကိုအကြံနာနဲ့တေချာ season plan ချပြီးတော့မှကျွန်တော်သွားတာမယုတ်ဒုက္ခပေါက်ပန်း၄၀တတ်ပြောတဲ့အထဲမှာကျွန်တော်မပါဘူးပြောချင်တာကလေအနောက်အသွားလွတ်အောင်အရန်တတိထားပြီးတော့မှပြီးတော့ဒိုးနိုင်ငံဒိုးလူမျိုးတွေကအရန်ဟိုပန်းနုသွေးတွေကွာပန်းနုသွေးတွေဆိုအထီးမခံဘူးနည်းနည်းလေးဖတ်ဆိုမှားလိုက်တာနဲ့ကျိတ်နေနည်းနည်းလေးဖတ်ဆိုမှားလိုက်တာနဲ့ ကျိတ်မယ်နည်းနည်းလေးဖက်ကနေထိလိုက်တာနဲ့ကျိတ်မယ်အဲအဲ့လိုမျိုးဟိုတိုင်းကြီးနဲ့နိုင်ငံဖြစ်တဲ့အတွက်အထိမခံဆက်ဆက်တိဆက်ဆန်းတဲ့နေပေါ့ဆန်းဆန်းတဲ့နော်ဟိုလူမျိုးနဲ့နိုင်ငံဖြစ်တဲ့အတွက်တတိထားတယ်အရင်တတိထားတယ်ဆိုတော့အဲ့လောက်ကြီးကြီးလေဟိုကျွန်တော်ဟောထားတဲ့အထဲမှာရန်ကုန်မြို့ပြည်သူလူထုဆိုပြီးတတ်ထားတာမပါဘူးအဲ့ဒါကသတင်းမီဒီယာတွေကလုံနေတာအဲ့တော့ ေတ္တာလေးထားပေးပါလို့ကျွန်တော်ပြောချင်တယ်အဓိကကတော့မေတ္တာမေတ္တာအခြေခံလိုက်လို့ရှိရင်အကုန်အေးချမ်းသွားပြီအမုန်းတရားတွေပွားမဲ့အစားပိုက်ခိုက်နေမဲ့အစားပြီးတော့ကျွန်တော်ရဲ့ဒီဟောကြားမှုနဲ့ပတ်သက်ပြီးတော့မှန်နေမှားတယ်မှန်နေမှားတယ်အရေးပွားနေမဲ့အစားဟိုကိုနဲ့ကပ်ရင်ကျွန်တော်ပြောတာရှင်းရှင်းလေးပဲကွာကိုဆိုင်ဝမ်ပြောတာရှင်းရှင်းလေးပဲအာညီကိုမောင်နှမတို့ကိုနဲ့ကပ်ရင်ကိုယူလိုက်ကျွန်တော်ပြောနေတဲ့စကားလုံးအပေါ်မှာကိုနဲ့ကပ်တယ်ဆိုကိုယူလိုက်တုံးလိုက်ကျွန်တော်ပြောတဲ့အထက်မှာလည်းမထော်မနှမ်းလဲတခုမှမပါဘူးမကောင်းတာလည်းတခုမှမပါဘူး တောင်တန်းတာနာမျိုးဆရာတော်ဘုရားရဲ့ပရိတ်ရည်ကိုဖျမ်းမှာသုံးဆောင်မှာဟိုကာကွယ်ဖို့အတွက်เนาะမိဝဲစိတ်ကပ်ပါလို့ကျွန်တော်ပြောထားတယ်เนาะဟောအဲ့ဒါမှာလည်းပရိတ်ရည်နဲ့ပတ်သက်ပြီးပြဿနာတွေတက်နေကြတာအများကြီးပဲမြင်ရပါတယ်ကွန်မန့်ပါတယ်အဲ့တော့အဲ့ဒါကျွန်တော်ပြောထားတယ်เนาะနောက်တစ်ခါကျတော့တတိကိုမျိုးလူပါเนาะမြတ်စွာဘုရားရှိခိုးအာယုံပြုတ်ပြီးတော့မှနမကြီးလေးပါအတွက်ရည်စူးပြီးတော့မှမြတ်စွာဘုရားရှင်ကိုတတိကိုမျိုးလှူလိုက်ပါဒီနှစ်ကုန်တဲ့အထိတတိကိုမျိုးလှူလိုက်ပါ တတိကုမျိုးရဲ့လှူဒန်းတဲ့ကုတို့ကိုနာမည်ကြီးလေးပါအမျှပေးလိုက်ပါဒါလေးပဲလေကျွန်တော်ပြောထားတာဒီနှစ်ချက်ပဲလေဟုတ်တယ်မလားဒီနှစ်ချက်ပဲလေအဲ့တော့ဘာလို့များထိတ်လန့်စေတယ်လဲပေါ့နော်ကျွန်တော်နားမလည်နိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြောပြချင်တာကကျွန်တော်ပြောတဲ့အထဲမှာလည်းအရှင်ကျွန်တော်ရဲ့ body movement အရှင်လှုပ်ရှားမှုတွေကလည်းအញ្ញံကိုပြူးစုပြတာမျက်လုံးကြီးကြီးကျွတ်ထွက်မတတ်ငိုယိုပြီးတော့မှရုပ်ပြတ်ဆင်းပြတ်နေကျွန်တော်ထိတ်လန့်ပွဲရာ ပုံတရံနဲ့ကျွန်တော်လွှင့်နေအဲ့နေရလိုက်လွှင့်တာလည်းမဟုတ်ဘူးအေးအေးဆက်ဆက်လေးပဲကျွန်တော်ပြောသွားတာလမ်းစရာလည်းမလိုဘူးညီကောင်မောင်နှမတွေအဲ့ထဲမှာစကားထဲမှာပါပါတယ်လမ်းစရာလည်းမလိုဘူးကြောက်စရာလည်းမလိုဘူးကာကွယ်ဖို့ရာအတွက်ကိုဆက်ဆိုင်ရပြောပေးတာပါစေတနာမေတ္တာလေးနဲ့ပြောပေးတာပါဆိုပြီးတော့မှကျွန်တော်ပြောသွားတာလीအဲ့တော့မေတ္တာထားပါကျွန်တော်ပြောချင်တာညီအကိုတွေအမတွေကိုမေတ္တာထားပါမေတ္တာအခြေခံလိုက်လို့ရှိလို့ရှိရင်ရေလေးဖြန်းလိုက်တယ်လို့ပဲအေးချမ်းသွားမှာအဲ့တော့ပြီးတော့ကျွန်တော်ရဲ့စကားပေါ်မှာလည်း အကိုတို့အမတို့နဲ့ကြိုက်လို့ရှိရင်ယူလို့ရတယ်အကိုတို့အမတို့နဲ့မကြိုက်ဘူးဆိုဖြတ်ချပလိုက်လို့ရတယ်ဒီပေါ်မှာဘာမှမုံပွားနေကြလည်းမလို့ဘူးအမုံအမုံတရားဖြစ်နေကြလည်းမလို့ဘူးလေဒါလေးอ่ะเนาะအဲ့ဒါလေးကိုကျွန်တော်ပြောပြခြင်းတယ်အဲ့တော့ရန်ကုန်မြို့မပါဘဲနဲ့ပါပါတယ်ဆိုပြီးတော့မှလီဆယ်ပြီးတော့မှတင်နေတဲ့မီဒီယာညီကောင်မောင်နှမတွေကိုတော့အမှကိုယ့်ကိုယ်သွားရှင်းကြအဲ့ဒါတော့ကျွန်တော်အပိုင်မဟုတ်ဘူးမီဒီယာမီဒီယာညီကောင်မောင်နှမတွေကပြန်တင်ထားတာရန်ကုန်မြို့ကြီးရန်ကုန်မြို့ကြီးဆိုပြီးတော့မှ သူတို့တည်ထားတာအဲ့ဒါကျွန်တော်တည်ခိုင်းတာလည်းမဟုတ်ဘူးအဲ့ဒါเนาะအဲ့တော့ကျွန်တော်ကခွင့်ပြုထားတာကကျွန်တော်လွှင့်တဲ့ like ကိုเนาะတင်းမီမီဒီယာညီကောင်မန္တမတွေကြိုက်တယ်လို့ကူးကွင်ပြုပါတယ်ဆိုကျွန်တော်ခွင့်ပြုထားတာဒါပေမဲ့အဲ့လိုချက်ကားပြီးရေးကြပါလို့ကျွန်တော်မပြောထားဘူးသူတို့ဒီတင်းမီဒီယာညီကောင်မန္တမတွေဖြစ်တဲ့အတွက်သူတို့ရဲ့ page like တွေရဖို့သူတို့ရဲ့ page follower တွေရဖို့အတွက်ကိုသူတို့လောက်ကြတာဖြစ်တဲ့အတွက်ဒါကတော့ကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်နဲ့မဆိုင်เนาะအဲ့တော့ပြောပြချင်တာကရန်ကုန်မြို့ကြီးဆိုတာတလုံးမမပါဘူး တော့ဒီနေ့အဲ့ဒီနာမည်ကြီးစာရေးဆရာတယောက်ကလည်းကျွန်တော်အဲ့ဒါလာအဲ့မင်းခွန်းလာထုတ်တာเนาะအကုန်လုံးကရန်ကုန်မှာစုနေကြတာတဲ့ရန်ကုန်မြို့ကြီးလို့ဆရာကပြောလိုက်တော့တဲ့အကုန်လုံးပွက်လုံးညံကုန်ပြီပေါ့ဟဲ့ကျွန်တော်ပြောတဲ့အချိန်မှာရန်ကုန်မြို့ကြီးတလုံးမှမပါဘူးလို့ရန်ကုန်မြို့ဖြစ်ပါမယ်ရန်ကုန်မြို့တည်ကြပါမယ်လို့တလုံးမှမပါဘူးလို့ဆရာကလို့အစဆုံးပြန်ကြည့်လိုက်ပါအောင်လို့ကျွန်တော်ရဲ့ live ကိုအစဆုံးပြန်ကြည့်လိုက်ပါအောင်လို့အဲ့ဆရာနဲ့တော့အဲ့စာရေးဆရာနဲ့တော့စကားကတောက်ကဆဖြစ်သွားသေးတယ်เนาะကတောက်ကဆဖြစ်သွားသေးတယ်အဲ့ဆိုကျွန်တော်ကိုအဲ့စာရေးဆရာကိုယ်တိုင်ကိုကနည်းနည်းလေး ဟိုတမျိုးပေါ့နော်စကားလာပြောတာတိတ်အဆင်မပြေဘူးပေါ့ကျွန်တော်ကျွန်တော်ဘက်ကပေါ့နော်ဘာပဲပြောပြောကျွန်တော်ကျေးဇူးတင်လိုက်ပါတယ်အဲ့ဒီစာရေးဆရာကိုနာမည်တော့မပြောတော့ဘူးနော်နာမည်ကြီးစာရေးဆရာနာမည်တော့မပြောတော့ဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့ခုနကကျွန်တော်ပြောလို့ပေါ့နော်ကိုနဲ့အဆင်ပြေလို့ရှိရင်ကိုယူလိုက်ကိုနဲ့အဆင်မပြေလို့ရှိရင်ကိုမယူနဲ့အဲ့ဒီပေါ်မှာဘာမှအကျေတဝင်းကြီးအချက်ကားပြီးတော့မှသွားနေကြမလို့ဘူးကွယ်ကျွန်တော်ပြောပြတာဟလာပြီးတော့ကျွန်တော်ပြောတဲ့ထဲမှာလည်းအချက်ကအရေးကြီးတဲ့အချက်နှစ်ချက်ပဲပါတာနော်တောင်တန်းသာသနာပြုဆရာတော်ဖရာရဲ့ပြည့်ရည်ကို เนาะမိဝဲစိကပ်ပါတုံးဆွဲပါ တတိကိုမျိုးလူပါဒါပဲလေဒါလေးပဲလေအဲ့ဒီအတွက်ကိုအကြောင်းအရာတွေကကြတော့ဆဆဆဆညာနဲ့ပတ်သက်တာတွေကျွန်တော်ပြောသွားတယ်အသေးစိတ်ကိုတော့လိုက်မှာပြန်သွားကြည့်ပါသူများတင်ထားတဲ့သတင်းမီဒီယာတွေမှာပြန်သွားကြည့်ပါကျွန်တော်ရဲ့အကောင့်မှာတော့ဖြတ်ချထားတယ်ပေါ့เนาะအဲ့ဒီဗီဒီယိုဖိုင်ကအဲ့တော့ကျွန်တော်တင်ထားတဲ့ထဲမှာဆဆဆဆညာနဲ့ပတ်သက်တာတွေစက်ယုံတွေအဲ့ဒါလေရင်တွေကားတွေယထားတွေဒါတွေနဲ့ပတ်သက်တာတွေဂီယူဆိုင်ဖို့အကြောင်းပြီးတော့လူတွေက ဒေါသတွေအရန်ထွက်လာမယ်ဆိုတဲ့အကြောင်းဟိုအများကြီးပါအိုင်ဒီယာကျွန်တော်အသေးစိတ်မမှတ်မိတော့ဘူးเนาะအသေးစိတ်မမှတ်မိတော့ဘူးအိုင်ဒီယာတည်တည်ချာချာကို mood ပါနေတဲ့အချိန် energy မိနေတဲ့အချိန်မှာဟော့ဟိုဟော့ကင်းထုတ်လိုက်တာဖြစ်တဲ့အတွက်ဟောပုံကိုယ်တော်ကြွသွားနေတယ်အိုင်ဒီယာတခါလေးဒီမှာတောင်းတန်းသာသနာပြုဆရာတော်ဖျားကိုပြောလိုက်ဆိုပြီးတော့မှနားထဲမှာဖတ်ဆိုလာပြောတော့တာချက်ချင်းပဲအိုင်ဒီလိုက်လွင့်နေတဲ့အချိန်မှာပဲလေအဲ့တော့ like ကိုအစအဆုံးပြန်ကြည့်တာတော့အကောင်းဆုံးပဲကျွန်တော်မမှတ်မိတော့ဘူးမှားသွားမှာဆိုလို့ဒီစကားမှားသွားမှာဆိုလို့เนาะ အဲ့တော့ကျွန်တော်အတိအက source ကိုပြောချင်တာကကျွန်တော်ရန်ကုန်မြို့ပြည်သူလူထုဆိုတဲ့စကားကိုကျွန်တော်မသုံးထားပါဘူးဆိုတော့ကျွန်တော်ပြောချင်တာပြီးတော့နောက်တစ်ခုကကျတော့အကိုလီမလေးကိုနိုင်ငံသူနိုင်ငံသားအချင်းချင်းကွာအမုန်းမပွားကြပါနဲ့လားအမုန်းတရားမပွားကြဘဲနဲ့မေတ္တာဆိုင်ရအခြေခံပြီးတော့မှမေတ္တာလေးနဲ့ခံစားမယ်မေတ္တာလေးနဲ့ကြည့်ရှုမယ်မေတ္တာနှလုံးသားလေးနဲ့ဖြန့်ဝေမယ်ဆိုလို့ရှိရင် အမုံတရားပွားစရာမလိုပါဘူးမေတ္တာလေးထားပေးလိုက်လို့ရှင်အေးချမ်းပါတယ်ပြီးတော့ကျွန်တော်ရဲ့ပြောကြပြောကြတဲ့စကားတွေကိုမှန်တယ်မှားတယ်မှန်တယ်မှားတယ်နဲ့ပြဿနာတွေလည်းတက်နေစရာမှမလိုတာခုနကကျွန်တော်ပြောလို့ပဲကိုနဲ့ကြိုက်ပြဆိုယူလိုက်ကိုနဲ့မကြိုက်ဘူးဆိုသွားလိုက်ပြီးပြီဒါလေးပဲလေရိုးရိုးလေးပဲလေပေါ့ပေါ့ပါပါလေးပဲလေဘာလို့အဲ့တော့အကြီးကြီးတအားကြီးဖြဲကားပြီးတော့မှလုံနေကြတာလဲဆိုတာလည်းကျွန်တော်နားမလည်ဘူးပေါ့နော်အဲ့တော့မေတ္တာအခြေခံပြီးတော့မှသွားရင်အေးချမ်းပါတယ်နော်ကိုနဲ့ကြိုက်ရင်ကိုယူလိုက်ပါကိုနဲ့မကြိုက်ရင်ကြော်သွားပါ ဆာရှည်ကြလည်းမလို့ဘူးအာချောင်ကြလည်းမလို့ဘူးဟုတ်တယ်မလားကျွန်တော်ပြောပြတာလीအဲ့တော့အားလေးကိုဝင်မြချင်တာပါနော်ကျေးဇူးလည်းအများကြီးတင်ပါတယ်ကျွန်တော်တင်နေပြီးတော့မီဒီယာညီကိုမောင်နှမတွေကိုလည်းကျွန်တော်တင်တိုင်းတင်တိုင်းပြန်လည်ဖြောက်ဖြန့်ဝေပေးနေကြတဲ့မီဒီယာညီကိုမောင်နှမတွေကိုလည်းကျေးဇူးရမ်းတင်ပါတယ်ကျေးဇူးရမ်းတင်ပါတယ်ဒါပေမဲ့အကိုတို့အမတို့ကမီဒီယာညီကိုအကိုတို့အမတို့ကနည်းနည်းလေး over တွေတင်လိုက်တဲ့အတွက်တော့အကုန်လန့်ဖြန့်ကုန်တာပေါ့နော်အားလေးတော့ထိန်းကြပါအောင်ကိုနိုင်ငံသူနိုင်ငံသားချင်းချင်းအားလေးတော့ထိန်းကြပါအောင်နော်ကိုဆောင်းဝမ်းပြောတဲ့အထဲမှာ ရန်ကုန်မြို့နယ်ပတ်သက်တာတလုံးမှမပါဘူး။ဘာကြောင့်လဲဆိုခုနကျွန်တော်ပြောသလိုပဲဒုနိုင်ငံနဲ့ဒုလူမျိုးကဆန်းဆန်းတင့်နေဖြစ်တဲ့အတွက်เนาะအထိအထိမခံရွှေပကံနေဖြစ်တဲ့အတွက်အယံသတိထားတယ်။အယံသတိထားတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မို့လို့မီဒီယာညီကောင်မမတွေလည်းမောင်နော်ဟိုကိုယ့်ရဲ့ page ပေါက်ဖို့အတွက်ကိုယ့်ရဲ့ engagement ပေါက်ဖို့အတွက်ကိုနော်အတုံးချကျင်တာဆိုရင်တော့မအောင်ကြည်ကြက်ပြီးတော့အတုံးချပါလို့နော် over တွေတင်းပြီးတော့မှမပြောတာကိုမပြောတဲ့ကိစ္စကိုပြောတယ်တွေလုတ်ပြီးတော့မှအခုဖြစ်ကုန်ရောကျွန်တော်ပြောတဲ့ထဲမှာရန်ကုန်မြို့တလုံးမှမပါဘူး เนาะอายุแล้วไม่ป่ออูยางกงสรแล้วอายุไม่ป่ออูยางกงမျိုးแล้วตะลงมาไม่ป่าอูเปลี่ยนหน้าถองជីไล่ป่าอูอะสาซงอะเรายางกงမျိုးជីยางกงမျိုးជីสรအဲ့တော့ပြောပြီပေါ့အဲ့ဒီကွန်မန့်မှတ်သွားတဲ့လူကလည်းမမားပါဘူးရန်ကုန်မြို့ကြီးဆိုတော့ခေါင်းစဉ်တက်လိုက်တဲ့အတွက်ပြည်သူလူထုထိတ်လန့်စေမှုနဲ့အေးအေးယူပေးပါဆိုတော့ဟောဖြစ်ကုန်ရောပေါ့နော်အဲ့တော့ကျွန်တော်ပဲမားတာပါနောက်ဆုံးမားတာတော့ကျွန်တော်ပဲမားတာပါဘာမှမပြောပဲဝစီပိတ်နေတာအကောင်းဆုံးပဲထင်တယ်နော်အဲ့တော့ ဲ့မှာလဲမဲရနှစ်ခုဖြစ်သွားတယ်ပေါ့နော်လက်ခံတဲ့သူရောလက်မခံတဲ့သူရောတဝက်တဝက်ပဲနော်ပြောပြပါဆရာဆိုတဲ့ညီကောင်မောင်နှမတွေရောနော်မပြောနဲ့မင်းတန်ကိုမချားချင်ဘူးဆိုတဲ့ညီကောင်မောင်နှမတွေရောအဲ့ညီကလည်းကျွန်တော်မဲခွဲမဲခွဲပါသေးတယ်အဲ့လိုက်လွဲ့နေနေရလဲမဲခွဲပါသေးတယ်နော်ကျွန်တော်ရှေ့လျှောက်ဆက်ပြောပြရမှာလားမင်းမဆက်ပိတ်နေဆိုပြီးကျွန်တော်ပိတ်ထားရမှာလားဆိုတော့အဲ့ညီကကွန်မန့်မန့်လားဆက်ပြောပြပါဆရာဆက်ပြောပြပါဆရာနဲ့အများကြီးပဲနော်အဲ့တော့အခုလေအာ ခေါင်းရသားသမီးညီကိုမောင်နှမတွေကဒီဗီဒီယိုလေးအောက်မှာ comment မှတ်သွားလို့ရတယ်နော်ဆက်ပြောတာတွေသိကြတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆက်ပြောပေးမယ်အဲ့တော့မဲခွဲလိုက်လို့ဆက်မပြောနဲ့မသိချင်ဘူးမကြားချင်ဘူးဆိုလို့ရှိလို့ရှိရင်လည်းကျွန်တော်မပြောတော့ဘူးဘာလို့ဆိုတော့ဒါကကျွန်တော်ခေါင်းရသားသမီးတွေကိုမိပြီးတော့မှကျွန်တော်ဒီ hockey ကိုတင်နေတာဖြစ်တဲ့အတွက်ဆက်ပြောပါကျမတို့နားထောင်နေတယ်ကျွန်တော်တို့နားထောင်နေတယ်အဆင်ပြေတာပေါ့ရှောင်ကြရှိတာရှောင်ရတာပေါ့စောင်ကြရှိတာစောင်ရတာပေါ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ professional အလုပ်ဖြစ်တဲ့ နော်ဖေးရင်ရတရားအချောင်းမြင်ဓာတ်နဲ့တိုက်မှာကျွန်တော်တာဝန်တည်ပြီးအောင်ကျွန်တော်သွားနေတယ်အဲ့တော့ comment မှန်သွားလို့ရပါတယ်လွတ်လပ်စွာနဲ့ comment မှန်သွားဆဲတော့မဆဲနဲ့နော်မဆဲဆဲရင်ကျွန်တော်ဘန်းနေဆဲတော့မဆဲနဲ့ဆဲစရာမလိုဘူးရင်ရင်ကြီးကြီးကောင်းကောင်းပုံပုံနဲ့အာ comment မှန်သွားလို့ရတယ် နော်ဆက်ပြောပေးပါဆိုရင်လည်းဆက်ပြောပေးပေါ့ဆက်မပြောနဲ့ဆိုရင်လည်းကျွန်တော်ပြောစရာကြောင်းမရှိတော့ဘူးအဲဆိုကျွန်တော်ခုနှစ်အသားသမီးကိုကျွန်တော်ပြောပေးတာဟုတ်ဒါပေမဲ့ဆက်မပြောလို့ရှိလို့ရှိလို့ရှိရင်နော်အကိုစကားကိုကြားကျင်နေတဲ့သူတွေကိုစကားကိုကြားကျင်နေမောင်နှမတွေအတွက်တော့ဆိုရှယ်နေနာမှုတော့ဖြစ်သွားမှာပေါ့နော်အဲကြောင့်ကျွန်တော် comment လေးကိုတစ်ချက်ကြည့်ကျင်တယ်ဒီ video ရဲ့အောက်မှာနော်အဆက်ဆက်ဝိုင်းရေးအဒီမြင်လာကြားတာတိတာလေးတွေကိုဆက်ပြောပေးပါနော်ဆိုလို့ရှိရင်လည်းဝင်ပြောပေးလို့ရပါတယ် နော်မပြောပါနဲ့မပြောတာကောင်းပါလေဆိုတော့မဲခွဲဆုံးဖြတ်မှု ပြောပါပြောတာကောင်းပါလေဆိုတော့မဲခွဲဆုံးဖြတ်မှုကလည်းဒါ client နေရဲ့ feedback ပေါ့နော်ကျွန်တော်ကျွန်တော်တို့လိုလိုအပ်ပါလေ feedback လိုအပ်ပါလေနော်ဒါပြောဆိုရင်လည်းကျွန်တော်ဆက်ပြောဆိုတော့မဲရနိုင်တယ်ဆိုရင်တော့ကျွန်တော်ဆက်ပြောပေးမှာပေါ့နော်မပြောနဲ့ဆိုတော့မဲရနိုင်တယ်ဆိုရင်တော့ကျွန်တော်မပြောတော့ရှေ့လျှောက်တော့ဘာပဲမြင်မြင်ဘာပဲတွေ့တွေ့ဟိုဘာပဲဖြစ်ဖြစ်ပေါ့မပြောတော့ဘူးကိုယ်နဲ့မဆိုင်လို့ပဲနေလိုက်တော့မယ်ပေါ့နော် အဲ့လိုတော့ကျွန်တော်စဉ်းစားထားတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဗီဒီယိုလေးမှာညီကောင်မောင်နှမတွေကဒီဗီဒီယိုလေးကိုတွေ့တွေ့ရတဲ့ညီကောင်မောင်နှမတွေက900တာသမီးတွေကျွန်တော်ကို comment မှာဆက်ပြောပေးပါနဲ့ဟိုမပြောတာပိုကောင်းပါလေဆိုတဲ့စကားလေးနဲ့မဲခွဲပေးပါကျွန်တော်ကြည့်ကျင်တယ်ပေါ့နော်မဲဘဒူတာလဲကျွန်တော်ကြည့်ကျင်တယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မဲလေးကြည့်ကြည့်မယ်ပေါ့နော် ကျေးဇူးပါခင်ဗျအဲ့တော့တနေ့ညီကိုမောင်တို့မမီဒီယာမောင်တို့တွေကလည်းချဲ့ကားပြီးတော့မှမလုပ်ကြပါနဲ့เนาะကျွန်တော်ကိုဆိုင်ဝမ်ပြောတဲ့နေရာမှာရန်ကုန်မြို့ဆိုတာတလုံးမှမပါเนาะအဲ့လေးတခြားလေးပြန်နားထောင်ကြည့်လိုက်ပါဦးเนาะကျေးဇူးများကြီးတင်ပါတယ်ဟိုကျွန်တော်တိတဲ့သူရောမတိတဲ့ညီကိုမောင်တို့တွေရောเนาะမဲလေးပေးခြင်းတယ်ဆိုလို့ရှိရင်အောက်မှာဆက်လွှင့်ရမလားမြင်တာတိတာကြားတာတွေကိုရှေ့လျှောက်ဆက်ပြောပေးရမလားကာကွယ်ပေးရမလားပေါ့เนาะကျွန်တော်ရဲ့ဒီပါရမီလေးနဲ့ကာကွယ်ပေးရမလား မပြောပေးရမလားပြောပေးရမလားဝင်ပြီးတော့မှမဆဲနဲ့เนาะလွတ်လပ်စွာဝင်ရင်ရင်ကျေးစွာနဲ့ဝင်ရေးသွားလို့ရပါတယ်เนาะကျွန်တော်တောင်းဆိုတယ်เนาะရင်ကျေးစွာနဲ့ဝင်ပြောသွားလို့ရပါတယ်ခင်ဗျကျေးဇူးများကြီးတင်ပါတယ်ချစ်ခင်လေးသားသွားပါ